မင်္ဂလာပါအဲကျွန်တော်ဒီနေ့တော့ဒါနန်းကြံပေါ့နော်နန်းကြံကြောက်လေးလုံးကျွန်တော်ဖြတ်ပြကြပါတယ်နော်အဲကြောက်ကတော့မော်စီစာကြောက်ပါနော်အဲ့တော့ဒီမှာသူကကွမ်ထားတယ်ဒီမှာသူတို့မန်းနေရှိတယ်ဗျာနော်အဲ့တော့ဒီဘက်ကအခွန်ကတော့မလှဘူးဒီမှာနော်ဒီမှာမန်းရှိတယ်ဒီမှာနော်ဒါလေးဆိုမန်းနေပါနော်ဒီမှာမန်းနေအဲ့တော့အခွန်ကတော့မလှဘူးပြီးတော့ဒီမှာကကျွန်တော်တို့ဒီမှာရှင်းပုံစံမျိုးလေးရှိတယ်เนาะဒီအောက်မှာဒါဒါရှင်းကတ်နေတဲ့ပုံစံမျိုးဒီနားကเนาะအဲ့တော့ရှင်းကတ်နေတဲ့ပုံစံလေးရှိတယ် ော်ကျူကတော့ဒီမှာရှိတယ်ဗျာနော်โอเคဒီမှာလည်းသူကွန်ထားတယ်အဲ့တော့ကွန်ထားတယ်ဆိုတော့ကျွန်တော်တို့အနေထားတော့အဲ့တော့ဒီမှာကွန်ချက်လည်းပါတယ်ဆိုတော့ကြောက်သားတော့မြင်နေရတယ်နော်အဲ့တော့အဲ့တော့ဒါကဒီကနေ့တော့ဖြတ်ထားပြီးသားပါโอเคနန်းကြံလေးကြည့်ကြည့်အောင်နော်โอเคအဲ့တော့ဒီမှာအဲ့ကျွန်တော်တို့ရောင်းတော်တင်ထားလိုက်သေးတယ်နော်အဲ့တော့အရေးအသားအနေနဲ့ကတော့ကျွန်တော်တို့အဆင့်ခွန်လောက်ရှိတယ်ကြောက်အရေးကတော့ဒီမှာကတော့ကျွန်တော်ပြား၄၀လောက်ပဲရှိပါနော်အဲ့တော့ဒီမှာအဲ့တော့ တို့အနန်းကျန်းနေတာဗောနော်အဲ့တော့ဒီမှာဒီမှာအရေးဒီမှာရှိတယ်ဒီမှာအကြောက်အရေးနေနေဆိုရင်ရင့်နေရင့်နေဆိုတာပြား40ပါပဲပြား40ပြား45ပြားလောက်ပဲရှိတာဗောပြား50တော့မရှိချင်ပါဘူးโอเคအဲ့တော့ဒီမှာကတော့ဒီမှာကတော့ပြား50လောက်ရှိတယ်ဗျဒီနာကเนาะအဲ့တော့အဲ့ကောကျူးဝထာမျိုးပတ်တဲ့သဘောဗောဒီမှာเนาะဒီကနေပြီးတော့ကျွန်တော်ဒီမှာကျတော့မပေါ်တော့ဘူးအဲ့ဒါမျိုးပတ်တဲ့သဘောเนาะโอเคအဲ့ဒါမျိုးလက္ခဏာဗောနော်ဒါမျိုးပတ်တဲ့လက္ခဏာရှိနေเนาะအဲ့တော့ဒီမှာကတော့ပေါ်မလာဘူး โอเคအဲ့တော့အောက်မှာလည်းရှင်းရှိနေတယ်အဲ့တော့ရှင်းရှိနေတယ်ဆိုတော့လောဆယ်ရှင်းရတော့ကက်ရှင်းပုံစံမျိုးပဲเนาะโอเคအဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်ကျွန်တော်ဒါရထားပြီးသားဒီနန်းပေါ့เนาะဒီနန်းကိုဒီမှာကျူးအပေါ်ကနေကျွန်တော်နှင်းလိုက်မယ်เนาะအဲ့တော့ဒီမှာအဲ့တော့ဒီကနေဒါမျိုးမြန်နှင်းလိုက်ရင်သူအနာလဲအနာပုံစံပါเนาะအဲ့တော့အဲ့တိုင်းနှင်းလိုက်ရင်เนาะ ပြင်းကြီးများဖြစ်လာမလားပေါ့နော်အဲ့တော့ပြင်းလိုက်ကြီးများဖြစ်လာမလားစိတ်ကူးရင်ကြီးတာပါနော်ဖြစ်ရှင်မလည်းဖြစ်မှာပါနော်အဲ့တော့ဈေးကမများပါဘူးဒါကသူ၅သိန်းအောင်ဝယ်ထားတဲ့ကြောက်ပေါ့နော်အဲ့ဈေးမများပေမဲ့ခေါင်းချက်လေးကလှတယ်ပါနော်အဲ့တော့ဒီမှာသွားတာကဒီဘက်ကပူရင်နေအဲ့တော့မန်ဂျိုးလည်းပတ်တယ်ဆိုတော့ဒါမှမဟုတ်ဖြတ်လိုက်လို့မြန်နော်ကျွန်တော်တို့ဒီမှာဒီမှာလည်းအည်ဒီမှာလည်းလာထိမယ်ဆိုတော့ဒီကြောက်အည်ရံမြအတွင်းထဲမှာသွားနေရင်ဈေးခုံသွားနိုင်တယ်အများကြီးနော်အဲ့တော့ဒါကတော့စိတ်ဝင်စားစရာကောင်းတယ်โอเคကျွန်တော်တို့ဒါမီနဲ့တစ်ချက်ထူးကြည့်အောင်နော် ဟုတ်တယ်မနော်အကြောက်အရေးလေးလှတယ်ဟုတ်တယ်နော်ကြောက်အရေးလှတယ်အဲ့တော့ဒီမှာလည်းထောက်ကြည့်အောင်နော်အဲ့တော့ဒီမှာလည်းရှိရယ်ကွန်ချက်နေနေဆိုရင်ဒီမှာနော်ဒီမှာလည်းဒီမှာလည်းလှရယ်ပါနော်အဲ့တော့ကျွန်တော်တို့ဒါအနာပါပဲအပေါ်လည်းအနာမို့လို့အနာတိုင်းပဲနင်းလိုက်တာပါနော်အဲ့တော့အောက်မှာနည်းနည်းလေးဆောင်းလို့တော့ရတယ်နော်အဲ့ကျွန်တော်တို့ဒီလိုပေါ့နည်းနည်းလေးအများကြီးမဟုတ်ပါဘူးနော်ဒါမျိုးလေးနည်းနည်းတော့ဆောင်းလိုက်ရင်လည်းအဆင်ပြေတယ်ကျွန်တော်ကြောက်ကြောက်ကြည့်အောင်နော်အဲ့တော့ဒီလောက်ပေါ့နော်နောက်ဆောင်းလိုက်ရင်လည်းပြဿနာမရှိဘူး တော့ကျွန်တော်တို့အောက်ကနေတာမျိုးသွားတာပေါ့ဗျာနော်အောက်ကနေတာမျိုးသွားတာပေါ့အဲ့တော့ဒါမျိုးသွားရဲဆိုတော့ဒီအောက်ကနေတာမျိုးသွားရဲဆိုတော့ကောင်းကောင်းတော့ထိသွားနိုင်ပါတယ်နော်โอเคအဲ့တော့ထိမလားထိမလားဆိုတာတော့ကျွန်တော်ကြည့်ရမှာပဲလေโอเคအဲ့တော့ကျွန်တော်ဖြတ်ကြည့်လိုက်အောင်နော်အဲ့တော့မော်စီစာဆိုတော့ရင်းတော့ကတော့မော်စီစာရေကြောက်ရတော့ကြောက်စရာကောင်းပါလေ။အဲ့ခုနောက်ပိုင်းကတော့ဒါမော်စီစာကြောက်အစီလေသူ့အနေနဲ့သူတို့မဆိုးအောင်ရှိပါရနော်။ Okay အဲ့တော့မော်စီစာကြောက်အနေနဲ့ကျွန်တော်တို့ရေကြောက်ဖြတ်ကြည့်တာပေါ့နော်။ ။ဘာမြောက်ကိုတိကြနေပြီလားတော့မသိဘူးနော်။ Okay ကြည့်ကြအောင်မြ။ Okay ကြည့်ကြအောင်။အောင်မလား။မအောင်ဘူးလားနော်။အောင်မလားမအောင်ဘူးလားပါနော်။ Okay ကြည့်ကြအောင်။အောင်မလားမအောင်ဘူးလားကြည့်မယ်။အဲ့တော့ဒီမှာ net box ကိုနော်။ Okay အဲ့တော့ net box ကနေကျွန်တော်စပြီးကြည့်မယ်ပါနော်။အဲ့ဘယ်လိုရှိလဲကြည့်အောင် okay အဲဒီမှာအနေထားတော့ဝင်းတော့ဝင်းနေတယ်နော်ဆင်းတော့ဆင်းတဲ့အနေထားရှိရနော် โอเคဒီဘက်ဒီဆင်းမဆင်းပဲကြည့်ရမှာပဲโอเคโอเคလာတော့လာနေပြီနော်โอเคโอ้ဆင်းတယ်နော်ရှင်းတော့ပါတယ်ဝင်တော့ပဲနော်အများကြီးပဲနော်ကျွန်တော်ထင်သလိုတော့ပလိမ့်တော့မဆွဲဘူးသူကကျိုးကဒီဘက်ကိုရှန့်ထွက်သွားတာဆိုတော့နော်ဒီမှာကကျွန်တော်ပြရဲရှင်းနေတော့ပါတယ်ဒီမှာနော်ကျွန်တော်ဒီရှင်းနေပါတော့ဒီမှာเนาะဆိုတော့ရှင်းတော့အကုန်လုံးပါပါတယ်အဲ့တော့ရှင်းရတော့ပြင်ပါကြည့်ရမြင်နေရတာမို့လို့เนาะโอเคကြည့်ကြည့်အောင်ဗျာเนาะ ကျွန်တော်နန်းကိုအောက်အောက်အောက်ထိနည်းနည်းလေးသွားလိုက်ရင်ဘယ်လိုလာမျိုးသိနော်ကျွန်တော်နန်းအပေါ်နည်းနည်းတက်သွားနော်ကြည့်အောင်ဟွန်းဒီမှာလည်းမဆိုးအောင်ဒီမှာလည်းကြောက်ရည်မဆိုးအနာတော့မြားရယ်နော်အဲ့ဒီမှာတော့ရှင်းနဲ့ရောသွားပြီဒီမှာရှင်းနဲ့ရည်တော့ရောသွားပြီအဲ့ဒီမှာလေးနေနော်โอเคဒီမှာလည်းရှင်းနဲ့ဆိုတော့ဖြတ်လာတော့မမပါအောင်ဘူးအဲ့တော့ဒီအနေထားနဲ့ဆိုင်ဒီမှာဒီနားလေးကကျွန်တော်တို့တပွင့်တပွင့်အရွယ်ကောင်းကောင်းရထွက်မှာဘူးเนาะအဲ့ဒီမှာသူ့ရဲ့နှက်ပေါင်းလေးဆိုတော့မဆိုးပါဘူးအဲ့တော့ အဲဒီထားကလည်း၅သိန်းအောင်ပဲသူဝယ်ထားတာမို့လို့တိတ်ပြဿနာမရှိဘူးအဲ့တော့ဒီတိုင်းဖြတ်လိုက်တာကတော့ကျွန်တော်ဒီမှာဒီမှာ net box တွေရှိတယ်ဒီမှာ net box တွေရှိတယ်ဆိုတော့ဒီရှင်းရဲ့ဘေးကအကြောက်အစီလေးတွေသူကနေသူ net box လေးတွေတော့ထွက်အောင်ပါဘာเนาะအဲ့တော့ဘာပဲဖြစ်ဖြစ်တော့ကျွန်တော်တို့ဒီမှာကြည့်အောင်เนาะအဲ့တော့ net box အနေနဲ့ဒီမှာလည်းဒီမှာကျူးစီသေးတယ်အဲ့တော့အဲ့ဒီကျူးအောင်မှာရှိတဲ့ net box လေးတွေနဲ့ဒီမှာထုတ်ရမယ်ဆိုတော့ဘာပဲဖြစ်ဖြစ်တော့ဖြတ်တာကတော့အောင်တယ်လို့လည်းပြောလို့တော့မရပါဘူးဒါပေမဲ့ငကူအမြင်နဲ့ဆိုင်ရင်တော့အလှပိုလှသွားတာပါเนาะ နော်အဲ့တော့ငခုမြင်းနဲ့ဆိုင်နဲ့ပို့လာတယ်ဆိုတော့အောင်းနဲ့ခေါ်ရမှာပါနော်။ Okay အဲ့တော့၅သိန်းအောင်ဖဲဝယ်တာမို့လို့ဒီတိုင်းလဲ၅သိန်းအောင်ပါပဲ။အဲ့တော့ဒါဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေဒါခေါင်းကြောက်ဖြန်းနှန်းကြံတဲ့တစ်ခုကိုကျွန်တော်မိတ်ဆွေများတို့ဒါနေထားကိုဖြတ်ပြတာဖြစ်ပါတယ်။အဲ့တော့အမော်စီစာဖြစ်ပေမဲ့တိတ်တော့ပြဿနာမရှိပါဘူး။ကြောက်ရဲ့အစီနှစ်ပေါက်ရှိရတဲ့ကြောင့်မို့လို့အပွင့်ရပါတယ်နော်။အဲ့တော့ Okay အဲ့တော့အပွင့်ထုတ်လို့ရပါတယ်နော်။ Okay အဲ့တော့ဒီဗီဒီယိုကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။